မင်္ဂလာပါရှင်။ဗမာခေတ်တည်ထင်ဌာနရဲ့ထိတ်တန့်တရေများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကရရှိထားသောထိန်းချုပ်နေမြေများကိုကာကွယ်မိဟုကြေညာလိုက်ပြီးမိုးကုံမြို့ကိုကာကွယ်မိဖက်တော်လန်ရေးအင်အားစုများနဲ့လက်တွဲကြိုးပမ်းမိဟုတော်လန်ရေးအင်အားစုများပြောတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမိုးကုံမြို့ကိုဆက်လက်ထိန်းချုပ်ကာကွယ်နိုင်ရေးမိတ်ဆက်တော်လှန်ရေးအင်အားစုများနဲ့ လက်တွဲကဂျိုးပန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းတော်လန်ရေးအင်အားစုတချို့ကပြောဆိုပါရယ်ယနေ့ TNL ကမိုးကုံမြို့နဲ့မိုးမိန်မြို့မှဆုတ်ခွာမည်ဖြစ်ပြီးစစ်တပ်နဲ့အပြည့်ရဲ့ကြောင်းကျင်းညာပြီးနောက်တော်လန်ရေးအင်အားစုများကရင်းသို့ပြောဆိုလာခြင်းဖြစ်ပြီးတစ်ဖက်တွင်လည်းပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကရရှိထားသောထိန်းချုပ်နယ်မြေများကိုကာကွယ်မည်ဖြစ်ကြောင်းကျင်းညာလာခြင်းဖြစ်ပါရယ် ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကတိုင်းသားမဟာမိတ်အဖွဲ့အစည်းများ၏ပံ့ပိုးကူညီမှုမိဖက်နှွေဦးတော်လိုင်း၏အင်အားစုများ၏ပူးပေါင်းလက်တွဲမှုတပ်ဖွဲ့ဝင်ပေါင်းများစွာ၏ဆွန့်လွတ်ပေးဆပ်မှုများနှင့်အတူမန္တလေးဒေသတွင်ရှိနေမည့်အချို့ကိုထိန်းချုပ်ဆိုးမှုခဲ့ကြောင်း ထို့ကြောင့်ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးတွင်ရရှိထားသောထိန်းချုပ်နေမြေများကိုဆက်လက်ကာကွယ်ထိန်းသိမ်းနိုင်ရေးအတွက်မိဖက်ဒေါ်လန်ရီအင်အားစုများနဲ့လက်တွဲကကိုစွမ်းရှိသမျှညံစွမ်းရှိသမျှအာတုံခွန်ဆိုင်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းယနေ့ထုတ်ပြန်ကြေညာပါသည်။ ထို့ပြင်ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးသည်မြေမြဝင်ကြီးမှသည့်အခက်အခဲအတားအဆီးများရှိနေစေကောင်မူမိမိတို့၏ဘုံယူမှန်းချက်ဖြစ်သောဖက်ဒရယ်ဒီမိုကရေစီရရှိရေးနှင့်ဆင်အာနာရှင်စနစ်အမြင့်ပြည့်ချေမုံရေးတိုက်ပွဲများကိုစတဲ့တဘိုးဥလေမတုံဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်းဆက်လက်ကြေညာထားပါသည်။ အလောင်းတူမန္တလေးတိုင်းမိုးကုံမြို့ကို TNL ကစစ်ကောင်စီတပ်ဖွဲ့ထံပြန်လည်ပေးရပြီးအပြစ်ခတ်ရစေးလုံဆောင်ခဲ့တော်လဲ PDF တပ်ဖွဲ့များအနေဖြင့်ဆက်လက်ခုခံကာကွယ်သွားမည်ဖြစ်ကြောင်းမိုးကုံမြို့နယ်ပြည်သူလုံခြုံရေးဖွဲ့နှင့် PDF တပ်ဖွဲ့များကပြောကြားပါသည် ောက်တိုဘာလ29ရက်ည12နာရီချိန်မှစ၍မိုးကုံမြို့နယ်မိုးမိန်မြို့ကို TNL ကစစ်ကောင်စီတပ်ဖွဲ့ထံပြန်လည်ပေးရပြီးနှစ်ဖက်အပြစ်ခတ်ရစေးလက်မဲ့ရေးထိုးခဲ့ရာမိုးကုံမြို့မှာ TNL တပ်ဖွဲ့ဤထိန်းချုပ်မှုအောင်နိုင်မရှိတော့ပဲစစ်ကောင်စီလောက်သို့ကြောက်ရွံ့သွားပြီးဖြစ်သဖြင့် NUG ဆိုရာ PDF တပ်ဖွဲ့များအနေဖြင့်မြည်တို့မြည်ပုံဆက်လက်လှုံ့ဆော်သွားမည်ကိုသိရှိနိုင်ရန်တရင်ဌာနကလိုက်လံမေးမြန်းခဲ့ခြင်းဖြစ်ပါသည် ဒီကိစ္စနဲ့ပတ်သက်ပြီး TNL ဘက်ကတော့ဘာမှလာပြောတာမရှိပါဘူး။ TNL အနေနဲ့ပြန်ပေးခြင်းပေးပါစေ။ကျွန်တော်တို့ကတော့ဒေါ်လာရေးကိုဆက်လုံမှာပါမြို့ဆိုတာကဒေါ်လာရေးရဲ့အစိပ်ပိုင်းတစ်ခုပါပဲ။ NUG MOD ဥဆောင်ပြီးကာကွယ်ရင်ကျွန်တော်တို့အနေနဲ့ကအသေးခံပြီးတိုက်ဖို့အစဉ်အသင့်မှာပဲစိတ်တက်ကြစရာမရှိပါဘူး။ကျွန်တော်တို့ဒီထက်ပိုကောင်းဖို့ဗိုလ်ချုပ်စားဖို့လိုသေးတယ်ဆိုတာပြလိုက်တာလို့မြင်ပါတယ်ဟုမော်ကုံးမြို့နယ် PDF တပ်ဖွဲ့ဝင်တို့ကပြောကြားပါတယ်။ မိုးကုံမြို့ကို TNL ကပြန်ပေးသည့်ကိစ္စနှင့်ပတ်သက်၍ပြည်သူများကအပြစ်တင်ခြင်းဝေဖန်ခြင်းများရှိတော်လဲထို့သောဝေဖန်အပြစ်တင်ရုံဖြင့်ပြီးသွားမည်မဟုတ်ကြောင်း TNL MNDA အနေဖြင့်လည်းတရုတ်နိုင်ငံ၏လေပင်းညှစ်ခံထားရသဖြင့်ကိုချင်းစာပြီးစဉ်းစားရန်လိုအပ်ကြောင်းမိုးကုံမြို့နယ်ပြည်သူလုံခြုံရေးအဖွဲ့ကထုတ်ပြန်ထားပါသည်။ ထိုကဲ့သို့ TNL ကတက်ပြန်ဆုပ်ပြီးစစ်ကောင်စီနဲ့အပြစ်ခက်ရဲစိမ်းလှုံ့ဆောင်သေးပေါ် NUG အစိုးရကာကွယ်ဝင်ကြီးဌာနနဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့အနေနဲ့အစွမ်းစားထုတ်သုံးကတက်သေးပြရမည့်အချိန်တို့ရောက်ရှိပြီဖြစ်ကြောင်းမိဘပြည်သူများအနေဖြင့်လည်းစစ်အာဏာရှင်ကိုအမြင့်ဖြန်နိုင်ရန်လူလက်နက်ခဲရန်ငွေချင်းစိတ်ဓာတ်အလုံးပူးပေါင်းဆောင်ရွက်ရမည့်အချိန်ဖြစ်ကြောင်းအတည်ပြုထားပါသည် ဆေးရနာရှင်ရှင်နေတဲ့၍ဘဲမျိုးဘဲပြည်သူမှစိတ်မချရဘူးဆိုတာတက်သေးပြလိုက်တာပါပဲမိဘပြည်သူတွေအနေနဲ့ဒီတဲ့ပုံမပါဝင်အားဖြည့်ပေးပြီးတော်လိုင်းရေးသမားတွေအနေနဲ့လည်းပို့စူးစားဖို့လိုတယ်လို့ပြောချင်ပါတယ်ဟုဘိုးကုံမျိုးနယ်ပြည်သူကာကွယ်တပ်ဖွဲ့ဝင်တို့ကပြောဆိုကြောင်းသိရပါတယ် ပြည်ပထွက်ခွာသူများပြပြီးနိုင်ငံသားငွေသုံးစွဲမှုများပြနေသည့်ဆိုသောစစ်ကောင်းဆောင်မေအောင်လိုင်၏မှတ်ချက်ကြောင့်ပြည်ပသို့သွားရောက်မှုများအလုံးကိုစစ်စစ်ပြီးမှထွက်ခွာခွင့်ပြုရန်စစ်ကောင်စီအတွင်စတင်ဆွေးနွေးနေတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံမှာပြည်ပနိုင်ငံများသို့အကြောင်းအမျိုးမျိုးဖြင့်ထွက်ခွာသူများပြပြီးနိုင်ငံသားငွေသုံးစွဲမှုများပြနေသည်ဟုစစ်ကောင်းဆောင်မင်းအောင်လှိုင်ကအမှတ်ချက်ပြုမှု၏နောက်ဆက်တွဲဖြင့်ပြည်ပသို့ထွက်ခွာမှုများအလုံးကိုစီစစ်ပြီးမှခွင့်ပြုချက်ပေးရန်စစ်ကောင်စီတွင်စတင်ဆွေးနွေးနေကြောင်းနေပြည်တော်စစ်ဘက်တရင်ချင်းမြစ်ကပြောဆိုပါရယ်မေလ20ရက်နေ့နေပြည်တော်တွင် ပြုလုပ်ခဲ့သောစစ်ကောင်စီအစည်းအဝေးတွင်အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကမြန်မာနိုင်ငံမှာပြည်ပနိုင်ငံများသို့အကြောင်းအမျိုးမျိုးဖြင့်ထွက်ခွာမှုများကြောင်းနိုင်ငံသား ားငွေသုံးစွဲမှုများပြားပြီးနိုင်ငံခြားငွေစည်းမြင့်တက်နေရကြောင်းမှတ်ချက်ပြုထုတ်ဖော်ပြောဆိုပြီးနောက်ရင်းကဲ့သို့ပြည်ပထွက်ခွာမှုအလုံးကိုစစ်စစ်ပြီးမှခွင့်ပြုချက်ပေးရန်စစ်ကောင်စီတွင်စတင်ဆွေးနွေးမှုများရှိလာနေခြင်းဖြစ်ကြောင်းသိရှိရပါသည်။ ပြည်ပကိုနေစဉ်ထွက်ခွာနေတဲ့ဖရာဖူသာသနာပြု အလဲစေကုကျောင်းသားစီးပွားရေးအလုပ်ကင်စတဲ့အကြောင်းအရာတွေကိုပြန်လည်စစ်စစ်ပြီးတကယ်လို့အဲ့လိုသွားတင်သွားတိုက်တဲ့ဟာတွေကိုပဲစစ်စစ်ခွင့်ပြုပေးဖို့စပြီးဆွေးနွေးနေကြပြီလို့သိရတယ်။ဘလို့ပုံစံမျိုးနဲ့ခွင့်ပြုမှလည်းဘလို့စစ်စစ်မလဲတော့မသိရသေးဘူး။ဝင်ကြီးဌာနပေါင်းစုံနဲ့စစ်စစ်တဲ့လမ်းကြောင်းတစ်ခုပေါ်လာနိုင်တယ်။တက်ချုပ်ရဲ့မှတ်ချက်ကြောင့်စစ်စစ်မှုတွေလုပ်ဖို့စလုပ်တာလို့သိရတယ်ဟုနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါတယ်။ အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်ကမြန်မာနိုင်ငံတွင်73စီနဲ့ပတ်သက်၍နှစ်စဉ်အမေရိကန်ဒေါ်လာ9ဘီလီယံခန့်တန်ဖိုးရှိ73စီများကိုတင်သွင်းနေရကြောင်းလောင်စာဆီသုံးဆွဲမှုလျှော့ချနိုင်ရေးအတွက်လျှက်စစ်စွမ်းအင်သုံးမော်တော်ယာဉ် EV တင်သွင်းမှုများကိုခွင့်ပြုပေးထားတော်လဲနိုင်ငံခြားငွေလိုအပ်ချက်များရှိနေသည့်အတွက်ကန့်သက်ချက်ရှိကြောင်းကုန်သွယ်မှုပုံငွေပြနေတော်လဲအခြားသုံးဆွဲမှုများအနှုတ်များများပြားမှုရှိနေခြင်းကြောင့်နိုင်ငံခြားငွေဈေးမြင့်တက်နေကြောင်းဥပမာအားဖြင့်ပြည်ပသို့အကြောင်းမျိုးမျိုးဖြင့်ထွက်ခွာမှုများနဲ့ နိုင်ငံသားငွေသုံးစွဲမှုများများပြားလျက်ရှိကြောင်းမေလ20ရက်နေ့စစ်ကောင်စီအစည်းအဝေးမှာထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။ လက်တလုံးစစ်ကောင်စီကပြည်ပသို့သွားရောက်အလုံးလုံးကိုင်းမှုများအနက်မှစစ်မှုထမ်းရဲ့အကျုံးဝင်သောအသက်16နှစ်မှအသက်35နှစ်တွင်အမျိုးသားများပြည်ပသို့သွားရောက်အလုံးလုံးခွင့်ပိတ်ပင်ထားပြီးလေစိတ်များတွင်ပြည်ပသို့ထွက်ခွာမှုများကိုလက်ဝကရေစစ်ထောက်လမ်းရေးအပါအဝင်ဌာနပေါင်းစုံပါဝင်သောစစ်စစ်ရေးအဖွဲ့များဖြင့်စစ်စစ်လျက်ရှိကြောင်းနေစဉ်လေရင်ပေါ်တက်ခွင့်မပေးဘဲလေစိတ်မှပင်လှည့်ပြန်ခိုင်းမှုများစွာရှိနေကြောင်းပြည်ပသို့သွားခွင့်ရရှိရေးအတွက်အနည်းဆုံး360စစ်စစ်ရေးအဖွဲ့ထံသို့လက် ထိုး၍သွားလာခွင့်ရရှိရေးလှုပ်ဆောင်နေရကြောင်းသိရှိရပါတယ်။ပြည်ပအလုတ်ကင်တွေအားလုံးကတော့အလုတ်သမားဝင်ကြီးဌာနရဲ့ခွင့်ပြုချက်ရှိမှသွားခွင့်ပေးတဲ့အလုတ်ခေါ်စား OWIC ကလေရင်လက်မှတ်ဗီဇာအပြည့်စုံပိုင်းရင်တောင်အလုတ်သမားဝင်ကြီးဌာနရဲ့ခွင့်ပြုချက်မရှိရင်လေးစိတ်ကထွက်လို့မရဘူး။အလုတ်သမားတွေကအဲ့ဒီစနစ်နဲ့စီစဉ်နေတာနှစ်လနီးပါးလောက်ဖြစ်နေပြီ။အခုပုံစံကြည့်ရတာအလေအပတ်ဈေးကူပညာရေးစီးပွားရေးဖျားဖို့စတဲ့ပြည်ပထွက်ခွာတဲ့အကောင်သူတို့ခွင့်ပြုချက်မပေးရင်သွားခွင့်မရမယ့်သဘောမျိုး ျိုးလုံလာမယ်ထင်တာပဲဟုရန်ကုန်အခြေစိုက်ပြည်ပအလုတ်ကန်အေဂျင်စီလုပ်ငန်းရှင်တို့မှမှတ်ချက်ပြုပါရယ်အကြံဖက်စစ်ကောင်စီကနိုင်ငံသားငွေကြီးကြမ်းမှုကော်မတီတရက်ကိုဖွဲ့စည်းခဲ့ပြီးရင်းကော်မတီကိုမြထွန်းကဦးဆောင်ကနိုင်ငံသားငွေသုံးဆွဲမှုမှန်သမျှကိုထိန်းချုပ်ချုပ်ကန်ထားကြောင်းသိရှိရပါရယ်ဆလတ်တင်ဆက်ပေးမယ့်တရင်ကတော့ထိုင်းမြန်မာနယ်စပ်တေဘောဘူးစစ်တပ်စခန်းတွင်တိုက်ပွဲများပြင်းထန်နေပြီးစစ်တပ်ကလက်နက်ကြီးများတောက်လျှောက်ပစ်ခတ်နေတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်ဒေဘောဘိုးစစ်တပ်စခန်းတွင်တိုက်ပွဲများပြင်းထန်နေပြီးစစ်တပ်ကလက်နက်ကြီးများတောက်လျှောက်ပစ်ခတ်နေကြောင်းထိုင်းမြန်မာနယ်စပ်စီရီတရင်ရင်းမြစ်ကပြောဆိုပါရယ်မေလ28ရက်နေ့မနက်6:00နာရီအချိန်မှစတင်၍ထိုင်းမြန်မာနယ်စပ်ဒေဘောဘိုးစခန်းကို KNL မဟာမိတ်ပူးပေါင်းတပ်များကတိုက်ခိုက်နေပြီးလက်နက်ကြီးများဖြင့်ပစ်ခတ်တပ်များခြေလောင်းစွာထွက်ပေါ်လျက်ရှိကြောင်းအင်အား90ကျော်ပါဝင်သောစစ်ကြောင်းတစ်ခုကလည်းဒေဘောဘိုးစခန်းသို့စစ်ကူလာလျက်ရှိပြီး KNL ပူးပေါင်း တပ်များကအဆိုပါစစ်တပ်စစ်ကြောင်းကိုဖျက်တော့တိုက်ခိုက်လျက်ရှိကြောင်းထိုင်းသတင်းဌာနတို့ကသတင်းဖော်ပြချက်အရသိရှိရပါသည်။ လက်နက်ကြီးတန်တွေကတော့တောက်လျှောက်ပဲကြားနေရတဲ့ပောက်ကွဲတန်တွေထိုင်းဘက်ခြမ်းကတော့ကြားနေရတဲ့စစ်ပေးရှောင်တွေလည်းထိုင်းဘက်ခြမ်းကိုကူးလာနေကြတော့မယ်ဟုထိုင်းမြန်မာနယ်စပ်စည်ရေးတရင်ရင်မြစ်ကပြောဆိုပါရယ်လက်တလို့တိုက်ပွဲများကြောင့်မြန်မာဘက်ခြမ်းမှထိုင်းဘက်ခြမ်းတို့မြန်မာဒုက္ခသည်290ခန်းထွက်ပြေးကထိုင်းအာဏာပိုင်များကဒုက္ခသည်စခန်း3ခုဖွင့်လှစ်ပေးထားကြောင်းသိရှိရပါရယ်မေလ23ရက်နေ့စစ်ကောင်စီဗလဲတို့စခန်းကို KNLA မဟာမိတ်ပူးပေါင်းတပ်များတင်ပိုက်ရရှိပြီးနောက်တေဘောပေါ် စုံစည်းမြိုင်ဥက္ကဋ္ဌစစ်တပ်စခန်းများကိုပိတ်ဆို့ဖျက်တောက်ထားရာနှစ်ဖက်တိုက်ပွဲပြင်းထန်ပြီးအခြေအနေများကြောင့်ပြည်သူများကထိုင်းနိုင်ငံဘက်သို့တိမ်းရှောင်နေကြကြောင်းသိရှိရပါသည်။ထိုင်းမြန်မာနယ်စပ်တွင်ထိုင်းစစ်တပ်24နာရီလုံးကြုံရေးကင်းလည်နေပြီးအသည့်အနေထားစစ်ရေးပြင်းစင်ထားကြောင်းလက်ရှိကရင်ပြည်နယ်တွင်မြဝတီဖျားသုံးစုကော့ကရိတ်ဂျုံတို့ဖပေါ်တန်တောင်ဒေသများတွင်အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KNLA မဟာမိတ်တပ်များကြားတိုက်ပွဲများဇက်တိုက်ဖြစ်ပွားလျက်ရှိကြောင်းသိရှိရပါ body.